အစိုးရ RCSS ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီနဲ့ UNODC ကုလသမဂ္ဂမူရင်းနဲ့ရာဇဝတ်မှုဆိုင်ရာယုံတို့ရဲ့သုံးဖွင့်ဆိုင်စံပြရှိနေအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနဲ့မူရင်းစေဝါပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းအကောင့်ထယ်ဖို့ရေးသဘောတူညီချက်တွေဟာစာရွက်ပေါ်မှာသာရှိပြီးလက်တွေ့အကောင့်ထယ်မပေါ်ဘူးလို့ RCSS ကဒီဇင်ဘာလ23ရက်နေ့စွဲနဲ့သုံးသက်ချက်စာရင်းထုတ်ပြန်ပြီးပြောကြားလိုက်ပါတယ်။ 2013ခုနှစ်မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှုဟာအရင်နှစ်ကထက်26ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ UNODC ကဒီဇင်ဘာလ18ရက်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာရဲ့9ရက်အကြာမှာ RCSS ကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားအပြစ်ခက်ရဲစဲထားပေမဲ့မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှုဟာစိုးရိမ်ဝဲအနေအထားထိမြင့်တက်လာခဲ့ပါတယ်။မြန်မာနိုင်ငံကဘိန်းထွက်ရှိမှုအလုံးရဲ့90ရာခိုင်နှုန်းဟာရှမ်းပြည်နယ်ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ RCSS ရဲ့သုံးသက်ချက်စာထဲမှာဖော်ပြထားကြရာ2012ခုနှစ်အောက်တိုဘာနောက်ဆုံးပတ်အတွင်းကအစိုးရ RCSS နဲ့ UNODC တို့ဟာတာချီလိမျိုးမှာတွေ့ဆုံခဲ့ပြီးသဘောတူညီချက်၉ချက်ကိုချမှတ်ခဲ့လို့သိရပါတယ်။အဲ့ဒီသဘောတူညီချက်၉ချက်အနက်ပထမဆုံးချက်ဟာရှမ်းပြည်နယ်မိုးနယ်နဲ့မိုင်းပန်မြို့နယ်တို့မှာခံမှန်းလေ့လာမှုတွေကိုသုံးပွင့်ဆိုင်ပူးပေါင်းပြုလုပ်ဖို့အချက်ဖြစ်ပါတယ်။ ဒါအပြင်အစိုးရရဲ့မူရစ်ဗဟို CCDAC UNODC တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ RCSS ကဗိုလ်မှူးကြီးဝမ်ဆိုင်ကိုတောင်ကြီးဆက်ဆံရေးရုံးမှာတာဝန်ခံအပ်ခဲ့တယ်လို့သုံးသပ်ချက်မှာဖော်ပြခဲ့ပါတယ်။သဘောတူညီချက်တွေအရသုံးပွင့်ဆိုင်ပူးပေါင်းပြီး2013ခုနှစ်မတ်လမှာမိုင်းပန်မြို့နယ်ရှိကျေးရွာ9ရွာနဲ့မိုးနေမြို့နယ်ရှိကျေးရွာ17ရွာတို့မှာကွင်းစင်းလည်လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒေသခံကြေးလက်ပြည်သူတွေအဆင်ပြေဖို့နဲ့ဘိန်းစားတို့တည်နှံနေစိုက်ပျိုးနိုင်ရေးကိုပြုလုပ်နိုင်ဖို့ဒေသခံတွေရဲ့တောင်းဆိုချက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကိုအရှိန်မြှင့်လှုပ်ဆောင်လိုပေမဲ့အစိုးရရဲ့မူရေးဗဟို CCDAC ဘက်က UNODC ကိုမေးမြန်းရအောင်မယ်ဒါမှမဟုတ်အထက်ကဘာညွန်ကြားချက်တစုံတရာမှပြန်ကြားပေးခြင်းမရှိသေးဘူးလို့တုံ့ပြန်ချက်တွေနဲ့သာရင်ဆိုင်ခဲ့ရတယ်လို့ RCSS ရဲ့သုံးသပ်ချက်စာထဲမှာဖော်ပြခဲ့ပါတယ် သုံးဖွဲ့ဆိုင်သဘောတူညီချက်တွေနဲ့ပထမဆင့်လှုပ်ဆောင်မှုမှာပဲအခက်အခဲတွေရှိနေပြီးစီမံကိန်းဒေသတွင်းနိုင်ငံခြားတန်တမန်တွေလာရောက်ခြင်းကိစ္စမှာလည်း UNODC ကတွဲဆောင်မှုအကြောင်းကြားပေမဲ့ CCDAC နဲ့ရှမ်းပြည်နယ်အစိုးရ RCSS ကိုဖိတ်ကြားခြင်းမရှိဘူးလို့သိရပါတယ် သုံးသက်ချက်စာရန်ဒီကုန်ပိုင်မှာသုံးပွင့်ဆိုင်ပူပေါင်းပြီးစံပြရှိပြီးအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းတွေကိုအကောင့်ထည့်ဖို့ဆောင်ရွက်မယ်လို့သဘောတူညီခဲ့ပေမယ့်အဲ့ဒီသဘောတူညီချက်တွေဟာစာရွက်ပေါ်မှာသာရှိပြီးအကောင့်ထည့်မပေါ်သလိုမူရင်စေဝါတိုက်ဖြတ်ရမှာလဲအစိုးရဘက်ကပူပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးလို့ဖော်ပြပါရှိပါတယ် တောင်ကြီးမြို့မှာ ASSF ကိုစလဲထားရှိပေးထားပြီးအစိုးရဘက်ကတနစ်ကျော်လာတဲ့အထိတရားဝင်ဆက်သွယ်မှုလုံးဝမရှိခဲ့သလိုဒီဖြစ်ရဟာငင်းချမ်းရေးအတွက်ယုံကြည်မှုတိစောက်ခြင်းကိုထိခိုက်စေတဲ့အကြောင်းအရာတရဖြစ်တယ်လို့လဲ ASSF ကပြောကြားပါတယ် ASSF ရဲ့သုံးသက်ချက်စာရင်းမှာအချက်လက်တွေနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်အစိုးရနဲ့ CCDAC ကိုဆက်သွယ်ဖို့စူးစမ်းခဲ့ပေမယ့်ဒီဇင်ဘာလ24ရက်ညပိုင်းချိန်ထိဆက်သွယ်မှုမရရှိခဲ့ပါဘူး